အားလုံးပဲမိတ်ဆွန်ခါပါဒီနေ့တော့ငကျင်းဖြူတွေလလဆဆဲရတာ ਨੇ ရှန်ငါမီအောင်လေးလှုပ်ရှားဖြစ်တယ်ရှင်အိမ်က channel မှာလည်းငါအောင်နေသေးဖို့အတီးအရွက်တွေကောငပြောရွက်ကော အစင်တင်းရှိတာဆိုတော့အလွယ်တကူလှုပ်ရှားဖြစ်ပါတယ်အရင်ဦးဆုံးခြံထဲဆင်းပြီးတော့မှငါအောင်ထဲထဲမဲ့ငရုတ်တီဖက်ဖယ်ရွယ်ပင်စိမ့်နဲ့ငပြောရွက်တွေကိုဆင်းခူးထားပါမယ်။ အရွက်တွေရပြီဆိုရင်တော့တခြားပါဝင်ပစ္စည်းတွေဖြစ်တဲ့ချက်တွန်နီချက်တွန်ဖြူခရမ်းချင်တီနန်းနန်ပင် ရှမ်းနန်းနန်းချက်တွန်မိတ်စတာတွေကိုလည်းပြင်ထားပါမယ်။ငါ့ကိုလည်းအနေတော်လေးတွေတုံးထားပါမယ်။ပြီးရင်တော့ခူးလာတဲ့ငပြောရွက်တွေကိုလည်းမီးကင်ထားပေးရပါမယ်။ပုံမှန်ကတော့ငပြောရွက်တွေကိုနေလန်းထားရတာဆိုပေမဲ့ဒီနေ့ကတော့အားချင်းလှုပ်ရှားတာဆိုတော့မီးလေးပဲกินလိုက်ဖြစ်ပါတယ်။ ပြီးရင်တော့ငါအုံထဲထည့်မယ်ခုနကခူးထားတဲ့အရွက်တွေကိုပပလီထားပါမယ်ကြက်တွန်ဖြူကြက်တွန်နီခရမ်းချင်ဒီငရုတ်ဒီစိမ့်တွေကိုလည်းကြိတ်ထားဒါမှမဟုတ်ရင်ညက်နေအောင် ထောင်းထားပါမယ်ရှင် အရွက်တွေလည်းအစင်းတင်းဖြစ်ပြီးခရမ်းချင်သီးတွေစစ်တုံဖြူထောင်းထားတာလည်းအစင်းတင်းဖြစ်ပြီးဆိုရင်တော့ကျမတို့ငါးကိုအရတာငယ်ပါမယ်စလုံးတစ်လုံးထဲငါးအောင်ထဲကြိတ်ထားတဲ့အရာကြိတ်ထားတဲ့စစ်တုံဖြူစစ်တုံနီနဲ့အလီထားတဲ့အရွက်တွေကိုထည့်ပါမယ်ပြီးရင်တော့ပဲပုံစာအရတာမုံစီနေနေထည့်ပြီးတော့မှငါးကိုနှံ့အောင်နေပေးပါမယ်ရှင် းသေးချာလေးနဲ့အောင်နေပြီးပြီဆိုရင်တော့ဖက်ထဲမှာသေးချာလေးမှာနှစ်ထပ်လောက်ဖက်ကိုခင်ပြီးတော့မှငါးအောင်သေးချာလေးထုတ်ပြီးပါမယ်ရှင်ဖက်ထုတ်နီးကိုသေးချာလေးရိုက်ပြထားပေးပါတယ်နော် ောက်သေးချာလေးထုတ်ပြီးပြီဆိုရင်တော့မီးဖို့ဖို့တင်ပြီးရောမှာ ကျမတို့กินပေးပါမယ်။ air fryer နဲ့ထည့်ပြီးရောกินလဲရတယ်လို့ပေါင်ပေးရင်လည်းရပါတယ်။ပုံမှန်ရိုးရည်နီစစ်စစ်တိုင်းဆိုရင်တော့ငါးကိုမီးတွင်မီးဖို့တာမမဟုတ်။သင်မီးဖို့လည်းထည့်ပြီးရောမှာမီးတွင်နဲ့အုံးတာပါ။အဲ့လိုဆိုရင်တော့အနံ့ပုံမွေးတာပေါ့နော်။ ငါအောင်ထုတ်ကိုမီအေးအေးနဲ့မိနစ်30ရာနေ45မိနစ်ထိကင်ပါမယ်။ဖက်ကမီတင်းနဲ့လေးမွေးလာပြီဆိုရင်တော့ကျမရေးနဲ့လည်းညီညွတ်စားလို့ကောင်းတဲ့ရှမ်းရိုးရငါမီအုံးလေးရပါပြီရှင်။ရှမ်းလို့တော့ငါမီအုံးကို ပါဆော့ကလို့ခေါ်ပါတယ်။အားလုံးပဲစားကြပါအောင်ရှင်။